okay အားလုံးပဲမင်္ဂလာပါဒီမှာပြန်လာခဲ့ပြီမဲ့ကျွန်တော်ကပြန်လာခဲ့ပါပြီကျွန်တော်ကတော့ first kid ဖြစ်လဲကျွန်တော်ပါပဲဒီနေ့မှာတော့ကျွန်တော်က wind breaker နဲ့ morning call လုပ်လုပ်ခဲ့ရင်ဘယ်လိုမျိုးစကင်အမိုက်စားထွက်လာမလဲဆိုတော့ပြပြတော့မှာပါစိတ်ဝင်စားရဆိုရင်တော့ video လေးအဆုံးထိကြည့်ပေးကြပါဦးဗျာပထမဆုံးအနေနဲ့ wind breaker ရဲ့အတွေ့အကြုံ record ကိုအရင်ဆုံးကြည့်လိုက်အောင်ပါစလန်လေးရဆမှာတော့ Sakura ဆိုတဲ့ကောင်လေးကကုတ်လူလိုလိုပဲတယောက်တည်းတစ်ချက်နေတဲ့ FA ကောင်လေးတယောက်ပါဒါပေမဲ့တနေ့မှာတော့ကောင်မလေးတယောက်ကိုလူမိုက်တယောက်ဝိုင်းနိုင်ချင်းနေအမြင်လို့သူကဝင်းကွင်ကြီးခဲ့ပါတယ် အများနဲ့တယောက်ဖြစ်နေတဲ့တိုက်ပွဲမှာသူနဲ့တွေ့မြင်နေတဲ့ကျောင်းဝတ်တငယ်ချင်းနဲ့ကူညီပေးခဲ့ပါတယ်ဒီလိုနဲ့ပဲကျောင်းတကယ်ရင်းနဲ့ဖွဲ့ချသွားပြီးတော့ Buffering ဆိုတဲ့အဖွဲ့ကိုဝင်ခဲ့ပါတယ်။သူတို့အဖွဲ့ကပေါ်ရကြည့်မယ်ဆိုရင်တော့လူမိုက်နဲ့တူတယ်လို့ထင်ရပေမဲ့တကယ်တော့သူကလူမိုက်တည်းရဲ့ရဟန်းကောက်ွဲပေးတဲ့လူကောင်းဖွဲ့တစ်ဖွဲ့ပါ။သူတို့အဖွဲ့နာမည်ဖြစ်တဲ့ Buffering ဆိုတဲ့နာမည်ကိုအင်္ဂလိပ်လိုပြောင်းလိုက်မယ်ဆိုရင်တော့ Windbreaker ဆိုတဲ့နာမည်ရပါတယ်။အဲ့ဒါကတော့ဒီဇလန်ရဲ့နာမည်ပါ။ Sakura Sakura ကတော့ Windbreaker ရဲ့အဓိကဇလိုက်ဖြစ်တယ်လေ။တော်တော်ကြီးကိုကျန်းတာပါ။ Sakura ကျန်းတဲ့ဆိုတာလေသူရဲ့ Windbreaker အဖွဲ့ဖြစ်တဲ့ Buffering ဖွဲ့ရဲ့ဝင်ခဲ့တဲ့ကျန်းတာပါ။ ပြီးတော့သူကအများနဲ့တယောက်ဖြစ်နေအောင်မှကြောက်မနေဘဲနဲ့တတိရှိရှိချရဲပါတယ်။အဓိကကတော့သူ့တိုက်ခတ်တီးကလက်ရော6000သုံးပြီးတက်ခတ်ရတာဖြစ်တာကြောင့်မလို့ဝမ်လီကျန်နဲ့ချောင်းနဲ့ကော်လလပ်လို့ရမှထင်ပါတယ်။ဘာလို့လဲဆိုရင်တော့ချောင်းဆိုတဲ့ဟီးရိုးကလူကန်များဆိုဟီးရိုးရဲ့တကောင်ဖြစ်တာကြောင့်မလို့ NMS skin တစ်ခုလိုရှိသေးတယ်ထင်လို့ပါ။နောက်ပြီးချောင်းနဲ့ကော်လလပ်ဖို့ကြောင့်ဝမ်ဘရီကန်မှာဆိုရင်ဆာကူရာပြန်တော့တယောက်ရှိပါသေးတယ်။ဒါမှဆာကူရာပို့ပြီးလိုက်မယ်ထင်ပါတယ်။နောက်တစ်ခါပြောလဲဆိုရင်တော့ဆိုးပါဆိုးကတော့ဝမ်ဘရီကန်မှာဆိုရင်ဆာကူရာအား900ဆုံးတဲ့ရင်းနေတဲ့တယောက်ပါ။ သူပုံစံကဒီတိုင်းကြည့်မယ်ဆိုရင်တော့အင်းစစ်စစ်နေတဲ့ကောင်းလေးတော့ထင်ရပါမယ်တကယ်တိုက်ပွဲထဲမှာဆိုရင်တော့တော်တော်ကိုကျန်းတာပါသူကဆာကူရာလိုမျိုးဇုံးဝင်ကြုံမယ်ဇုံးဝင်လုံးမယ်ဆိုတဲ့ကောင်းမျိုးမဟုတ်ပဲねအကွက်ချာချာချတဲ့ကောင်းမျိုးပါသူရမာရှယ်တိုက်ကွက်တွေကမွိုင်းလျှံနေတဲ့ချောင်းဝင်းစကင်ဖြစ်လာနိုင်ပါတယ်ဥမဲမီယာဥမဲမီယာဝင်းဘရိတ်ကာရီမှာဆိုရင်ကျွန်တော် အားထားရတဲ့လေတားကြီးတယောက်ပါသူကခေါင်းဆောင်စိတ်တဲ့အပြည့်ရှိပြီးတော့အရင်ကိုကျန်းပါတယ်သူရပကုံးမှာထန်းထားတဲ့တာဝန်ကြီးရဲ့ခြေရဲ့လျောက်သူတို့ရဲ့လက်သေးတွေလည်းပြင်းပါတယ် ။အမွေမီယာအတွက်ကတော့ manager နဲ့ packet နဲ့ collect လုပ်လို့ရပါတယ်။ဆိုတော့ဒီနေ့ပြလို့လောက်ပါပဲ။ဆုံးဖြတ်ကြည့်ပေးကြတဲ့တောင်းချစ်စီအောင်ချစ်သူများရဲ့တင်ပါရယ်။အပတ်မကြည့်ဘူးဆိုရင်လည်း video ကို like လုပ်ပေးပြီးရော channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပေးကြဖို့တောင်းဆိုလိုက်ရပါတယ်ဗျာ။